ဒီကတော့ကျွန်တော်အရှိမပြောပြခဲ့သလိုဒီရလေးမကတ်ခြင်းကြောင့်ပုံပေါင်းမှုမရခြင်းကြောင့်ကျွန်တော်တို့မော်တာတွေရေဝင်ရေထွက်တွေဘာမှလုံးမလုပ်တဲ့ပြစ်ချက်အဲ့ဒီပြစ်ချက်နဲ့ဒီပုံစံနဲ့တူတဲ့ပြစ်ချက်နောက်တစ်ခုရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီ transistor လေးပြစ်ချက်ပါဒီ transistor ကကျွန်တော်တို့ NPN transistor ဖြစ်ပါ NPN transistor ကကျွန်တော်ရင်းဦးဆုံး ဒီ circuit plan လေးကိုတစ်ချက်ကြည့်အောင်အန်ပီအန်ထရန်စစ်စတာရဲ့ပင်နံပါတ်1ပင်နံပါတ်1ဒီအီမီတာအီမီတာကကျွန်တော်တို့705 NC နဲ့ ground နဲ့တိုက်ရိုက်ခြားလာလို့တွေ့ရတယ်။ဒါဆိုရင်အီမီတာကြီးကျွန်တော် ground တိုက်ရိုက်ခြားထားတာဖြစ်တယ်။နောက်တစ်ခုက base ပင်နံပါတ်2 base ကိုကျွန်တော်ကြည့်တဲ့အခါမှာ ဒီမှာ register တလုံးတွေ့တယ်အဲ့ register ကနေမှဖြတ်ပြီးတော့မှတော့ပယ်ဟိုသွားလဲ main transformer ရဲ့ second requirement ကဒီစားကိုသွားတာတွေ့ရတယ်အဲ့တော့ base ကနေပြီးတော့ register 30k နဲ့ main transformer ရဲ့ second requirement ကဒီစားကိုသွားတာတွေ့နောက်တစ်ခါ base ကနေပဲကျွန်တော် register နောက်တစ်လုံးနဲ့ ground ကိုထပ်ပြီးတော့ဆင်းလာတာကိုတွေ့ရမှာတန်ဖိုးအနေနဲ့ 39k လို့ကျွန်တော်တို့ပြပါတယ်နောက်တစ်ခါ collector ကိုကျွန်တော်တို့ကြည့်ရအောင် collector ကြီး collector မှာပထမဆုံးတွေ့ရတာ resistor တစ်လုံးကိုကျွန်တော်တို့တွေ့ပါတယ်ဒီမှာ resistor တစ်လုံးတွေ့တယ်အဲ့ဒီ resistor ကဘယ်ကိုသွားလဲဆိုတော့အပေါင်း 5V လမ်းကြောင်းကိုသွားတာတွေ့ရတယ် 10k နဲ့အပေါင်း 5V ကိုသွားတာတွေ့တယ် နောက်တစ်ခါအဲ့ဒီ calendar ကနေပြန်มาတစ်ဆင့်တော့ CPU DIC ICG ရဲ့ pin number 5ကိုဝင်လာတာတွေ့ရတယ်ဒီနေရာပိုက်ကိုကျွန်တော်ဝင်လာတာတွေ့ရတယ်။ဒါဆိုရင်ဒီပလန်ကပြည့်စုံသွားပါပြီเนาะ။အဲ့တော့ဆိုလိုချင်တာကအဝင်မီးအားညရင် transformer ရဲ့ output ကလည်း VR တွေတိုးလာမှာဖြစ်ပါတယ်။ဝင်ပိုအားနည်းသွားရင်တော့ transformer ရဲ့ secondary wire က OR တွေနည်းလာမှာဖြစ်ပါတယ်။ဒီအချိန်ဒီမှာဝင်ပိုအားအနည်းအများပုံမူတည်ပြီးတော့ transistor ရဲ့ base ကိုရောက်တဲ့ပိုအားကလည်းအနည်းအများလိုက်ဖြစ်နေပါတယ်။အဲ့ဒီအချိန်ဒီမှာ base ကြီး base ကပိုအားအနည်းအများဖြစ်တဲ့အပေါ်မှာ emitter collector ရဲ့ရစီကြောင်းကလည်းအနည်းအများလိုက်ဖြစ်နေပါတယ်။အဲ့တော့ဖြစ်နေတော့ဒီ pin number 5ကိုကြောင်းနေမဲ့ပိုအားကြီးလည်းပဲ အဝင်ဘိုးကအတက်ကြဖြစ်တယ်လို့မျိုးပင်နံပါတ်5မှာလည်းအတက်ကြလိုက်ဖြစ်တယ်အဲ့တော့ဝင်ဘိုးအားဒီကျွန်တော်တို့အစမတန်မြင့်တက်လာတာဒါမှမဟုတ်အစမတန်ကျော့နေသွားတာမျိုးဆိုရင်ဒီပလန်းကြောင့်မလို့ကျွန်တော်တို့ CPU IC ကဘာအပူမှပေးမထုတ်တော့ပါဘာမှအလုပ်ကိုပြီးမခိုင်းတော့ဘူးဒါပေမဲ့ power supply ဟို power နှုံးမယ် display မှာ error မပြဘူးကျန်တာအလုံးပုံမှန်ပဲဘာမှအလုပ်ပြီးမလုပ်တော့တာပါ ဆိုကြပါလို့အခုပြကျွန်တော်တို့ဒီဘလန်းမှာဖေတာတက်လာပြီ။30 kg resistor ကိုကျွန်တော်ခဏတစ်ဖက်ဖြုတ်ထားတာကိုတွေ့ပါပါ။နော်ဒီ30 kg resistor ကိုကျွန်တော်တစ်ဖက်ဖြုတ်လိုက်ပါပြီ။အဲ့တော့တစ်ဖက်ဖြုတ်လိုက်တဲ့အတွက် base ဒီ transformer ရဲ့ secondary point ကနေ base ကို base ပေါ်အမရောက်တော့ဘာပေါ်အမမရောက်တော့အဲ့တော့ကျွန်တော်တို့အခုချိန်ဒီမှာအရင်ဆုံးပြန်ထိုးပြီးတော့ ဆန်းကြည့်ပါပါဝါလာတယ်အားလုံးကပုံမှန်ပဲကျွန်တော်စတက်နေကြည့်မယ်ဒီချိန်နေမှာရေထရေဝင်ပါနေရေတောင်းရမယ်အချိန်နေဖြစ်ပါဒါပေမဲ့ရေဝင်ပါရေမတောင်းဘူးအောက်ဖို့မထွက်ဘူးဘာမှအလုံးမလုပ်တော့ဟုတ်ပြီဒါဆိုရင်ခုနကျွန်တော်ဖြုတ်ထားတဲ့30 k resistor လေးကိုသူ့တိုင်းသူကျွန်တော်ပြန်တက် ရပါပြီ10 GB resistor လေးပြန်တက်ပြီးပါပြီကျွန်တော်တို့တစ်ခါပလက်ထိုးပြီးတော့ဆက်ဆိုင်ပြီးပါဖွင့်လိုက်ပါပြီတော့စတက်နှိပ်ပါပြီဟောအဘောမီတန်လင်းတာကိုဖွင့်ရမယ်ဒါကရေတောင်းနေတာပေါ့ဟုတ်ဒီဒီ level ပြည့်ရင်ပြန်လဲလုံးဆောင်ချက်ဒီအားလုံးပုံမှန်အလုပ်လုပ်ပါဒီလိုပြစ်ချက်မှာကျွန်တော်တို့ ရှိတဲ့ရှိထိုက်တဲ့ voltage တွေကိုကျွန်တော်တို့တိုင်းတာရရှိထားတဲ့ voltage တွေကိုတော့အချက်အကျဉ်းပြပြပါမယ်။အရင်ဆုံးကောင်းနေတဲ့ကောင်းနေတဲ့ circuit မှာဆိုရင် transistor ရဲ့ transistor ရဲ့ဒီ base မှာဆိုရင်ကျွန်တော်အပေါင်းဖို့ပေါင်းဖို့0.2 volt လောက်ကြောင်းနေတာကိုတွေ့ရပါတယ်။ transistor ရဲ့ base မှာအပေါင်းဖို့0.2 volt နောက်တစ်ခါ ဒီ collector မှာဆိုရင်လည်းပဲတို့အနှုတ်ကို2.49 2.5အဲ့ဒီဝင်ကျင်လောက်ကိုရောက်နေတာဖြစ်တာအဲ့တော့အဲ့ဒီအဝင်မီအားအတက်ကြဖြစ်တိုင်းအဲ့ဒီပိုအားတွေကတော့အနည်းအနည်းငယ်အတက်ကြဖြစ်မှာအဲ့တော့ကျွန်တော်တို့ pin number 5မှာ2.49 2.5အဲ့ဒီဝင်ကျင်လောက်အနှုတ်ကရောက်နေမှဒီ socket ကရှေ့ဆက်အလုံးလုံးမှာဖြစ်ပါတယ် ဒါလို့အဲ့ဒီဘုတ်မရောက်နေဘူးဆိုရင်ဒီဘလန်းတစ်ခုခုဖြစ်နေပါပြီဒီဘလန်းကိုကျွန်တော်တို့ဆက်ပြီးတော့လိုက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီခုနခုနရောက်ရှိနေတဲ့ဘုတ်တွေဘလို့ရောက်နေတယ်ဘလို့တိုင်းထွာရမလဲဆိုတော့ကျွန်တော်တို့နောက်တစ်ပိုင်းကျရင်လက်တွေ့တိုင်းကြပါမယ်ကျေးဇူးတင်ပါတယ်